တပင်းလောက်ကြီးတဲ့အနာကနာမွေမျိုးလူကြီးမင်းတို့မြင်ဘူးကြပါသလားလူရဲ့ခန္ဓာကိုယ်ရဲ့ကိုထိုးပေါက်ဝင်ရောက်သွားနိုင်တဲ့ကပ်ပါးကောင်မျိုးကိုမြင်ဘူးပါသလားဒီနေရာကတော့ trace and တွေနဲ့တပင်းပန်းမှန်တွေအတွက်ဒုက္ခပုံပါပဲဒါပေမဲ့လူသားတွေအတွက်ကတော့ကန့်တတ်နယ်မြေတစ်ခုပါဝင်သွားမိလိုက်တာနဲ့မိနစ်ပိုင်းအတွင်းမှာအသက်ဆုံးရှုံးရနိုင်ပါလေဒီနေ့တော့ကျွန်တော်တို့တွေအမေဆုံးတက်တော်တွေကတည်ဆုံနိုင်တဲ့နီလန်တရားအကြောင်းဆွေးနွေးကြရအောင်ပထမအမျိုးအစားတည်စီနိုင်သောယောဂအမေဆုံးတက်တော်ဟာတောင်အမေရိကမှာရှိတဲ့အမေဆုံးမြဝမ်းမှာတည်ရှိပြီးတော့ အပူပိုင်းဒေသရဲ့တစိ့တစ်ပိုင်းဖြစ်ပါလေ။တနင်္လုံးပူပြင်းမှုတွေဟာမိုးရေချိန်နဲ့အတူပါသွားပြီးတော့နှစ်စင်မိုးရေချိန်ဟာ2000မီလီမီတာထက်ပိုပါလေ။ဒီလိုမျိုးပူအိုက်ဆုတ်ဆုတ်တဲ့နေရာဒေသဟာဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကိုအပူပေးတဲ့နေရာကြီးတစ်ခုလို့ဖြစ်နေပါလေ။အဆိပ်ရှိတဲ့အပင်နဲ့တတ္တဝါတွေကိုမပြောပါနဲ့အောင်။လေထဲမှာရှိတဲ့ရောဂါပိုးမာတွေကလူတွေကိုသေစေနိုင်တဲ့မမြင်နိုင်တဲ့လူသက်သမားတွေပါပဲ။ဒုတိယမျိုးစားကတော့နင်းမြုံနိုင်တဲ့စိန်တော်တွေပါအမေဆုံတော်ဟာကဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့မြေအောင်မြစ်ကိုပိုင်ဆိုင်ထားတဲ့နေရာပါ အဲဒီမြေဟာထိုင်ဝမ်ရေလက်ကြားကဲ့သို့ကျဲပြီးတော့မြဝမြေရေစီနှုံရဲ့ခုနစားရှိပါလေအပူပိုင်းမိုးတစ်တော်အနေနဲ့အပင်တွေကဆွေးမြပြီးမြေစီလာတွေကဆူဆူကဒီနေရာကမြေအောင်မြေတွေကထောင်ချောက်တစ်ခုလိုဖြစ်နေတတ်ပြီးလမ်းလျှောက်ရင်းနဲ့ရုတ်တရက်ပြုတ်ကျသွားနိုင်ပါလေတတိယမျိုးစားကတော့အသားစားမိကြောင်ပါအမေဆုံးတော်မှာမိကြောင်မျိုးစိတ်တွေလည်းအများကြီးရှိပါလေဒီထဲမှာအနက်ရောင်ဆိုင်မံမျိုးစားကတော့နှစ်ပေါင်းတန်း200ကျော်တက်တန်းရှိပြီးတော့အမေဆုံးမျိုးဝမ်းအတွင်းမှာတည်ရှိပါလေ ကိုရဲအရှိဟာ9မီတာခန့်ရှိပြီးအလေးချိန်ကတော့900ဂရမ်နဲ့100ဂရမ်ကြားရှိပါတယ်။ပုံအောင်တဲ့ဆွမ်းရည်ဟာအလွန်ကောင်းပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့တရိတ်ဆန်တိုင်းလိုလိုကိုအမေးလိုက်နိုင်ပါတယ်။မတော်တဆလူသားတွေဒီထဲဝင်ရောက်သွားရင်တော့သူ့ရဲ့သွားကြကခွက်လက်ကိုယ်တော်ဖြစ်နိုင်မှာမဟုတ်ပါဘူး။နံပါတ်၄အမျိုးအစားကတော့လျှက်စင်ငရှင်ကောင်တွေပါ။ဒီငရှင်ကြီးတွေဟာအကောင်းနဲ့လျှက်စင်အားထုတ်နိုင်တဲ့ရေချိုးငါးတွေပါ။ဒီငရှင်တွေဟာပူအား300မှ800အထိထုတ်ပေးနိုင်ပြီးတော့သူ့ရဲ့ကြက်သားအလုံးဒီပါကလျှက်စစ်ထုတ်ပေးနိုင်ပါလေ သူတို့ဟာ2မီတာခန့်ရှည်လျားကြပြီးတော့နေရောညာပါအေးရတာကိုကြိုက်ကြပါတယ်။သူတို့ရဲ့လှူရှာမှုတွေဟာနှိကွေးကြပေမဲ့ရက်ဆက်ကြံကြုတ်တဲ့သားရဲတွေတောင်သူတို့ကိုမနှောက်ယှက်ရဲကြပါဘူး။တကယ်လို့လူတယောက်သာသူ့ရဲ့လျက်စစ်တပ်နဲ့ထိတိသွားမိရင်တော့ချက်ချင်းပဲလဲကျသွားနိုင်မလား။နံပါတ်5အမျိုးအစားကတော့စပက်ကြီးမျိုးတွေပါ။ဒီအမေဇုန်တော်မှာရှိကြတဲ့စပက်ကြီးမျိုးကြီးတွေဟာကဘာပေါ်မှာအကြီးဆုံးနဲ့ရှေးကြဆုံးပဲဖြစ်ပါလေ။ကိုယ်ရဲ့အရှည်အား10မီတာခန့်ရှည်လျားကြပြီးကိုယ်လေးချိန်ကတော့900ကီလိုဂရမ်နီးပါးရှိပါသေးတယ်။ စပတ်ကြီးမွေကြီးတွေဟာပေါများပြီးတော့တမိုင်းမွေခင်ခေတ်ကလေးကရှိခဲ့ကြတာဖြစ်ပါတယ်တားကောင်းကိုတစ်ချက်ကပ်ပြီးတာနဲ့ရှီလျားတဲ့ခန္ဓာကိုယ်ကြီးနဲ့ရက်ပတ်ကအသက်ချွတ်ကြအောင်လုပ်ပြီးတော့မြှို့ချလိုက်ပါတယ်။သူတို့ရဲ့ရက်ပတ်နိုင်စွဲဟာအလွန်အံ့ဩစရာကောင်းပါတယ်။2မီတာကျော်ရှိတဲ့မိချောင်းကူတော်မျိုးနိုင်မှာတော့2မီတာအောက်ပဲရှိတဲ့လူသားတွေဆိုရင်တော့မပြောပါနဲ့တော့။စပတ်ကြီးမွေတွေဟာရေကိုနှက်တက်ကြပြီးအများအပြားရှုံကန်ပါနဲ့ရေတိမ်ပိုင်းတွေမှာနေထိုင်ကြပါတယ်။တကယ်လို့လူကြီးမေဟာအမေဆုံမျက်နှာတစ်ဝိုက်လမ်းသွားရှောင်မယ်ဆိုရင်တော့မြများသာဆူတောင်းပြီးသွားပါတော့။ နံပါတ်6အမျိုးအစားကတော့တည်စီနိုင်တဲ့အစိတ်သစ်ပင်ကြီးတွေပါဒီအပင်တွေဟာအလွန်အစိတ်ပြင်းပြီးတော့အဲ့ဒီအပင်တွေကနေစစ်ထုတ်လိုက်တဲ့နိုးအယောင်တည်စီတွေဟာအစိတ်များစွာရှိပြီးတော့အဲ့ဒီအရေကိုထိမိလိုက်ရုံလေးနဲ့ဒဏ်ရာရသွားပြီးတော့နှစ်နာရီအတွင်းအဲ့ဒီလူကိုသိသွားစေနိုင်ပါတယ်အနီးရောင်ဝါပိုးမြတ်တစ်ခုတည်းကသာသူ့ရဲ့ဖြစ်စီဖြစ်ပါတယ်ဒေတာခံတွေကတော့အမဲလိုက်တဲ့အခါမှာအသုံးပြုဖို့မြားကောင်းရဲ့ထိတ်တွေမှာဒီအစိတ်အီတွေကိုတုံ့လိမ်လေးရှိပါလေ။နံပါတ်9အမျိုးအစားကတော့တည်စီနိုင်တဲ့အစိတ်ရှိတဲ့တတ္တဝါတွေပါ အမေဆုံအပူပိုင်းမိုးတက်တော်တွေမှာအဆေးရှိတဲ့တက်တော်တွေအများကြီးရှိပါတယ်။ဥပမာအားဖြင့်အဆေးရှိတဲ့ဖားတွေပါသူတို့ကပုံမှန်အားဖြင့်တော့အလွန်တင်းငယ်ကြပါတယ်။ခန္ဓာကိုယ်လုံးဘက်က5စင်တီမီတာခန္ဓာရှိတတ်ကြပါတယ်။ဒါပေမဲ့သူတို့ထဲမှာကရွှေရောင်ရှိတဲ့ဖားဟာအဆေးအပြင်းဆုံးပဲဖြစ်ပါတယ်။သူဟာ3မိနစ်အတွင်းမှာပဲအရွယ်ရောက်ပြီးသားလူ၁၀ဦးကိုတည်စီနိုင်ပါတယ်။မိုးတက်တော်ထဲမှာသတိမထားမိရင်တော့ဘေးအန္တရာယ်တစ်ခုဖြစ်နိုင်ပါတယ်။နံပါတ်၈အမျိုးအစားကတော့အသားစားငားငယ်လေးတွေပါ။ သူတို့ဟာအမေဇုန်မိုးတစ်တော်ဒေသမှာရှိတဲ့အနေရများတဲ့ငါးတမျိုးပါသူတို့ခန္ဓာကိုယ်ကမကြည်ပါဘူးပုံမှန်အားဖြင့်30စင်တီမီတာလောက်ရှိတတ်ကြပါလေခန္ဓာကိုယ်ကပြားချက်နေပြီမယ့်ဥကောင်းကွန်ကတော့အလွန်မာပါလေသွားတွေဟာအလွန်ဆူးရှာပြီးတော့သူတို့ရဲ့ကိုက်နိုင်စွမ်းကအလွန်ကြောက်စရာကောင်းပါလေသူတို့ဟာသွေးနှံကိုအထူးအာရုံခံနိုင်ကြပြီးတော့ငမန်းနဲ့ဆင်တူပါလေသွေးနဲ့နည်းနည်းရတာနဲ့အဆုလက်ကြီးရောက်လာနိုင်ပါလေတားကောင်ကိုကင်မီတာနဲ့အသားတွေကွဲထွက်သွားတဲ့အထိလုံးဝလွတ်ပြေးမှာမဟုတ်ပါဘူး အစာစာနှုန်းကလည်းအလွန်မြန်ဆန်ပြီးတော့တားကောင်တကောင်ကိုစက္ကန့်ပိုင်းအတွင်းအယိုးဖြူပဲကျန်တော့တဲ့အထိစားတောင်းနိုင်ပါလေတကယ်လို့ကီလိုဂရမ်၁၀ကနန်လောက်သာရှိတဲ့လူသားဆိုရင်တော့သူတို့ရဲ့စာလောင်မှုကိုဖြစ်တင်ပေးနိုင်ဖို့မလွန်လောက်နိုင်ပါဘူးနမတ်ကိုအမျိုးအစားကတော့လူသားအစားမျိုးနယ်စုပါအမေဆုံးတော်ရဲ့အနီနာမှာရခင်ကလူမျိုးပေါင်း၁၀၀နီးပါးရှိခဲ့ကြပြီးခေတ်သေးရင်ကျေးမှုတွေနဲ့ထိတိမှုနယ်တဲ့အတွက်ကြောင့်သူတို့ဟာအသိဉာဏ်နဲ့ပါပြီးတော့လူသားအစားမျိုးနယ်တွေအဖြစ်ရှင်သန်လျက်ရှိကြပါတယ်ဒီကြောင်မတ်ဖွယ်လူသားတွေဟာဒီနေရာမှာရှင်သန်လာခဲ့တာနှစ်ပေါင်းတောင်းချီနေပါပြီ သူတို့ဟာအသိဉာဏ်နဲ့ပါပြီးတော့ဘာသာစကားနဲ့လည်းမဆက်သွယ်နိုင်ကြတဲ့အတွက်ကြောင့်သူတို့နဲ့ဆုံမိတာနဲ့ကံကောင်းမှုသာဆူတောင်းကြပါတော့ဒီတော်ထဲမှာရှိတဲ့တပ်ပင်တွေနဲ့တရိတ်ဆန်တွေကလူကိုထိခိုက်နာကျင်စေကြပြီးလူသားတွေနဲ့တွေ့ဆုံပြီးပြန်တော့လေကောင်းမွန်တဲ့ကိစ္စတော့ဟုတ်မနေပြန်ပါဘူးနံပါတ်၁၀မျိုးစာကတော့ငခုကပားပိုးကောင်ပဲဖြစ်ပါလေဒီကောင်တွေကတော့၁စင်တီမီတာအောက်ရှိတဲ့ငါးတကောင်ဖြစ်ပြီးတော့ကြေးကုန်မပါပဲခန္ဓာကိုယ်ကိုထိုးပေါက်မြင်ရတဲ့အတွက်ကြောင့်သူတို့ကိုရေထဲမှာရှာတွေ့နိုင်မှုအလွန်ခက်ခဲပါလေသူတို့ဟာသွေးဆုပ်ဖို့အတွက်ငါးကြီးတွေရဲ့ဘဟန်အောက်ကိုဝင်တက်ကြပြီးတော့ ကပ္ပါနီနဲ့တက်ရှင်ကြပါတယ်တကယ်လို့ကျွန်တော်တို့ဟာအမေဇုန်မြစ်ထဲမှာရေကူးမယ်ဆိုရင်တော့အမတ်မထင်ငခုကပ္ပါတွေစီးရင်တွေကိုဝင်ရောက်သွားနိုင်ပါတယ်ဒီလိုအခြေအနေမျိုးဖြစ်ခဲ့ပြီဆိုရင်တော့ခွဲစိတ်မသာဖြစ်ရှင်လို့ရမှာပါတကယ်လို့အခြေမီမကဲတင်နိုင်မှုဆိုရင်တော့ဘလို့တည်သွားမလဲဆိုတာတော့မသိနိုင်ပါဘူးသူတေသနာအဆိုပြုချက်တွေအရသူတို့ဟာလူသားတွေရဲ့စီအိမ်နဲ့ထိုးဖောက်ဝင်ရတာကိုအလွန်ကြိုက်ကြပါတယ် ဘာလို့လဲဆိုတော့လူသားတွေရဲ့စီအိမ်ဟာငါးဘက်ဟဲ့ရင်မှထုတ်တဲ့အရင်နဲ့ဆင်တူပြီးလူရဲ့ခန္ဓာကိုယ်ကထူးဆန်းတဲ့တခုခုကိုခံစားလိုက်ရတာနဲ့ကယ်တင်ဖို့အချိန်မမီနိုင်အောင်ဖြစ်သွားနိုင်ပါတယ်။တကယ်တော့အမေဇုန်မိုးတစ်တော်ဟာကမ္ဘာပေါ်မှာရှိတဲ့မိုးတစ်တော်တွေရဲ့90%ခန့်လုံးရှိပြီးအမေဇုန်မိုးတစ်တော်မှာအပင်မျိုးစိတ်ပေါင်း3000နဲ့ငါးမျိုးစိတ်ပေါင်း2500ရှိပါတယ်။ငှက်မျိုးစိတ်ပေါင်း1500ကျော်ရှိပြီးတော့နို့တိုက်တတဝါအမျိုးအစားပေါင်း900ကျော်ရှိပါတယ်။တွားတွားတတဝါမျိုးစိတ်ပေါင်း950ကျော်ရှိပြီးတော့အင်းဆက်အမျိုးစားပေါင်း250ကျော်ရှိပါတယ်။ မျိုးစိတ်အသစ်တွေလည်းတွေ့ရှိနေဆဲဖြစ်ပြီး၂20အတွင်းဒီအမေဇုန်မိုးတက်တော်ကြီးထဲမှာမျိုးစိတ်အသစ်ပေါင်း2100ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။အမှုမဲ့အမှတ်မဲ့အရာလေးတွေကအစားအနည်းငယ်များတဲ့ဒီအမေဇုန်တော်ကိုလူသားတွေအတွက်တားမြစ်နေပြီလို့ပြောတာနည်းနည်းလေးမှချက်ကားရတာမဟုတ်ပါဘူးနော်။